င်္ဂလာပါရှင် Reader for You Channel ကနေကြိုဆိုလိုက်ပါရယ်ကျမကတော့တင်ဆက်သူဝါလေးပဲဖြစ်ပါရယ်ရှင်ဒီနေ့တင်ဆက်ပေးခြင်းနဲ့စာအုပ်လေးရဲ့နာမည်ကတော့ဆီယမခင်ခင်တို့ရေးသားထားတဲ့မကောက်ဆန်တရဲဆိုတဲ့ဝတ္ထုလိုကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးခြင်းနာပဲဖြစ်ပါရယ်စာအုပ်လေးမဖတ်ပြခင်မှာ Channel လေးကိုလည်း Like and Subscribe လုပ်သွားပြီးဖို့တောင်းဆိုလိုက်ပါရယ်ရှင်ကျေးဇူးများကြီးတင်ပါတယ် ဒီနေရာကလေးကိုအမေကြီးနေ့စဉ်ဆက်ဆက်ကြီးလာနေရတာကိုက15နှစ်တင်းပြေးခဲ့ပြီအမေကြီးတက်တော်မှာ80ကျော်လို့80တွင်ရောက်လာခဲ့ဖို့ခါကုန်းကုန်းလဲတုံတုံနဲ့ဒုတ်ကလေးတစ်ချောင်းဆွဲပြီးဟောဒီတရက်ပင်ကြီးအောင်နေမုံမတဲ့ခင်အရောက်လာခဲ့ရတဲ့အခေါက်ပေါင်းတော်မရင်နိုင်တော့ဘူးလူကအိုအိုလက်ဆဲချင်းကလေးအိုအိုနဲ့တရက်ပင်ကြီးရောက်ဝင်လိုက်တိုင်း ရင်နဲ့တနေ့တပိုးခံစားရတဲ့ဝေဒနာကတော့မအိုသေးဘူးမနေ့တနေ့ကတော့ငါလိုပဲ15နှစ်ကြာတန်ရာဟောင်းကသွေးစိမ့်ရှင်ရှင်တွေမပြတ်စကောင်လက်လက်ဆက်ဆက်ကြီးထွန့်ကြားနေတယ်လို့ပါပဲ။အိုးမကောက်စရင်အမေလာပြန်မေးသမီးရဲ့မေဖျားသံတရားသံများမကြားလိုက်ရော်သလားကွယ်။တော်မရှိတော့လို့အတွင်းမှာခုံးဝင်နေတဲ့နှကန်းလေးလေးကလေးကြားက မပေးတပေထွက်ကြလာတဲ့လေတံတိုးမြင့်ကလေးနဲ့မကောက်ဆန်ကိုတားခဲ့ရတဲ့အချိန်မောင်းကလည်းဘယ်နေတော့မှလဲပါလာတဲ့တစ်စေးတော့ဝါချင်းခသိန်ကလေးကိုတရက်ပင်အရေးကြီးအောက်ချပြီးပပယ်နေနေထိုင်ချရတယ်။ယာတဲ့ကိုင်းတွေကဖြတ်တိုက်လာတဲ့တစ်စိမ့်ခင်းနဲ့ဆူဆူနဲ့လီအီကအမေကြီးရင်ကို ချမ်းမြေ့မသွားစေတာအမှန်ပဲ။ခေါင်းနဲ့တပတ်ကလေးကိုယူပြီးလက်သက်ဆက်ကချွေးဥကလေးတွေကို တော့ရင်ဟိုမနည်းသည်မနည်းလူသူတိတ်ဆိတ်တဲ့တောကျောင်းခေါင်ကောင်ကြီးမှာအမေကြီးတယောက်တည်းခလန်လန်ကနွားချောင်းသားတယောက်တလေကိုတော့မှုံလေးမှုံမှမြင်နေရရဲ့တေကြတာကတော့ဟောဒီတရက်ပင်ကြီးအောက်ကိုများတော့အမေကြီးကလွယ်ပြီးလူစုလူတယောက်မှလာတတ်တဲ့လက္ခဏာမရှိဘူးအဝေးရကလဲရေပါရီဘုမတိပါမတိနားကျင်နားမှာပဲဒီရနာကတော့ မလောင်ဝန်းကြဘူးအမေကြီးကတော့15နှစ်လုံးလုံးနေထိုင်မကောင်းတဲ့ရက်ကလွဲရင်တရက်မပြတ်ဝတ်မပြတ်လာရတယ်အမေကြီးလာတိုင်းတရက်ပင်ကြီးဖို့ကကျင်းငှက်တွေကတကြီးကြီးတကြကြနဲ့ကြိုတက်ကြတယ်တတဝါအပေါင်းငြိမ်ကြပါစေဝတ်ကြီးဝတ်တော်များရှိရင်ဒီဘဝဒီခန္ဓာမှာပဲကိရှင်ကြပါစေတော့ဟောကလေးပြေတော့အမေကြီးကလွယ်ဆဲခြင်းမို့က အုံဆိုင်ယူလာတဲ့ညောင်ကျင်ရွက်တွေကိုမြေကြီးပေါ်တရွက်ချဖြန့်ခင်းလိုက်တယ်။ပြီးတော့မှ ခြေနှင်းကပါလာတဲ့သမင်းဟူပေါင်းကလေးရဲ့ကျန်တငါကလေးကလေးရဲ့ကိုထဲပုံလိုက်တယ်။တီတီတီမှုပြပြန်ဖြစ်နေတဲ့သူ့မျက်လုံးနီးဆက်ဆက်ကလေးကိုတပတ်ဆနဲ့ပုတ်သက်ပြီးတရက်ပင်ကြီးကို မော့ကြည့်တယ်။ဒါကလေအမေကြီးရောက်လာတဲ့ခါတိုင်းကြည့်နေကြအလောက်ပဲကြည့်တာကလေတရက်ပင်ကြီးတပေလုံးကို ပတ်စစ်တိုက်ရှာနေတာမျိုးတကိုင်းချင်းတစ်ခတ်ချင်းမျက်လုံးကငန်းတိုက်ပြီးရှာသွားတာသူမြင်ရတော့ပေါ့လေအင်းတရက်သေးတွေဘယ်တော်များမှသီးမပါလေကျုပ်မသေးခင်များတီးပြလိုက်ပါရော့လားအင်းအနိစ္စဒုက္ခအနတ္တဘဇက်ကတွတ်တွတ်ရွရွေအမေကြီးဖះကိုအာယုံပြို့တယ်အမေကြီးရဲ့တရားရွတ်တဲ့ဟာ တိတ်ဆိတ်ငြိမ်သက်နေရွာဝေးအိမ်ဝေးရာခွေးနေကြမှာကွေးလိမ်နေတူအလိုက်တင်ပါသွားလိမ့်ရဲ့တရပင်ကြီးကတော့တရနာနေသလိုပဲအာယုံများယူနေသလိုပဲငြိမ်လို့တရပင်ဘော်ကချင်းငှက်တွေကလည်းအမေကြီးရဲ့ပြေရွတ်တံကိုနာနေကြဟန်တူရဲ့ကြည်ကြည်ကြကြအတန်တွေမပြူကြတော့ပဲတိတ်ဆိတ်တော်လိုက်ပုံများတခွင်းလုံးငြိမ်လို့ကြက်တုံကိစ္စကရာကသိမ်းမို့ပေါက်နေတယ် ထမ်းမင့်ကြီးနှစ်ပင်ကတော့နေတိုင်းလို့လို့မြင်နေကြပေမယ့်ထူးထူးဆန်းဆန်းကြီးငုံကြည့်နေကြတယ်ဒေါ်ကြီးမှသမီးတယောက်ရှိတယ်မကောက်ဆန်နဲ့တောစပယ်ပွင့်ကလေးလို့ရုပ်ရည်ကလေးတနာကမပေမယ့်စကားမပြောတတ်ရှာဘူးမွေးရပါဖို့လीမကောက်ဆန်အပြိုပြန်းကလေးဖြစ်တော့ဖိုးဆန်အောင်ဆုံးသွားရှာတယ်လောကကြီးထဲမှာ ကိုသေးသားရဲ့လို့တွေ့တာစရာကိုသေးသားရဲ့လို့တွေ့တာစရာ ဒီသမီးကလေးရှိနေသေးတာမို့ဒေါ်ကြီးကတော့လေဆုံးတော်ကိုဖြေနိုင်ခဲ့တယ်။ကြံခဲ့တဲ့မြေကလေးနှစ်ခွက်သုံးခွက်ကိုတာမီနီအောင်ထုံထုံလေးတင်နိုင်ခဲ့တယ်။ထုံရင်းလည်းငင်းနိုင်ခဲ့ပါရဲ့။ကျက်တော်ကလေးပယ်ကလေးဝါကလေးများလည်းစိုက်နိုင်ခဲ့ပါရဲ့။မနဲ့လင်းတာနဲ့သမီးအောင်တလုံးချက်ရေဦးကလေးကောင်းမွန်ရွယ်ပြီးရှားခင်းတွေပဲထွက်နေကြ။မနဲ့ခင်းနေကလေးမရင်ခင်ကျက်တော်ခင်းကလေးပေါင်းလိုက် ရေသွင်းလိုက်လုံကြရတယ်ကြီးတော့ကုန်းကုန်းကောင်ရွာဆိုတော့ရေရှောင်းမိုးရှောက်ဘူးအတောင်၄50လောင်းလက်တဲ့ရေရီနှကန်းပဲကြီးတွေကရေကိုဝါမောင်းတန်နေငင်မီကျဲတုံကင်းနေတယ်ရေသွင်းရတယ်ဒေါ်ကြီးကကျဲတုံကင်းနဲ့ရေမြောင်းလိုက်မကောက်ဆန်ကရေမောင်းငင်တပုံတပုံမကပါဘူးပုံး100 300တမင်းကလေးပင်မမဆိုလို့ဒေါ်ကြီးကထမင်းတူတူပအောင်ဝစ်ပြီး ်ရေမောင်းကိုငင်တော့မကောက်ဆန်ကတားနဲ့တားရှာတယ်အာပပအာအာပစက်ကတိုးတဝဝအိုရင်လက်ဟန်ချီရနဲ့မေကိုတိုးမေပြီသူ့ရင်မကလေးပုတ်ပြတယ်သူလှုပ်ပါမယ်ဗောသူ့လက်မောင်းအိုးတွေကိုယောက်ျားလေးတယောက်လို ဆုံးညစ်ပြလိုက်မအီးရဲ့လက်မောင်းသေးသေးကလေးကိုဆုံးညစ်ပြလိုက်နေသူလှုပ်တတ်သမျှနဲ့လှုပ်ပြသေးတာမအီးမှာအားမရှိဘူးကျုပ်ကတန်တန်မမကြီး ကြောက်ပဲလုံးမယ်ဆိုတဲ့သဘောပေါ့မကောက်ဆန်ကမေကိုညာပြီးအပင်မဆင်းရဲခံလီဒေါ်ကြီးကရင်ထဲမကောင်ဖြစ်ရလီပါပဲဘဝကြိုးပြီးမကောင်ရရှာရကြတယ်ပင်မတကြီးရှိလိုက်ရတာလို့တွေးမိတယ်တမေကောက်ဆန်တမေစားတော့မလားမကောက်ဆန်ကနားကလည်းအကြအယုံစွန်းအားလီတော့အနာတော်ပြီးလက်ကုပ်ပြောမှသိတာပါဒေါ်ကြီးကလက်နဲ့တမေလောက်ခုံးတဲ့ပုံစံလုပ်ပြတော့ မကောက်ဆန်ကခေါင်းညိပြရယ်သူ့ဘိုက်ကိုသူပုတ်ပြရယ်စာပြီးပေါ့တာမီနီယောက် ကျတုံခင်းပြီးခက်လန်းလန်းကထနှောင်းမရိပ်သွားပြီးထမင်းနှောင်းကလေးဖွင့်ပါလာရာကလေးစားကြရယ်စားတော့ပြီးရင်တော့တာမီနီယောက်ပါလာတဲ့ပစိုးအောင်တပန်းဟောင်းကလေးရီမြေကြီးပေါ်ခင်းပြီးထနှောင်းမြက်ပေါ်ခေါင်းလို့တီးတမောအိပ်ပျော်သွားကြတာပါပဲနိုးလာတော့နေမွန်လဲသွားပြီတာမီနီယောက် နောက်တချက်တော့တခင်ရေးသွင်းနေဆောင်တော့ရွာကိုပြန်ခဲ့ကြတယ်။ဒါကတာမင်းယောက်ရဲ့နေ့စဉ်လုပ်နေကြအလုပ်ပဲ။ဒီတနွေချက်တော့ပေါ်ချိန်မှာဒေါ်ကြီးကသူ့သမီးစင်မောင်မကလေးကို ကြောင်နေနေဆွဲကလေးဝဲပေးလိုက်တော့မကဆန်တယောက်တော်တော်ပျော်သွားတယ်။လှကျပချင်တဲ့မိန်းကလေးစိတ်ကလေးကတူတူကိုကိုရှိစမေးမဟုတ်လား။မှန်ချက်ကလေးထောင်ပြီးကြည်လိုက်နားကိုဆန်းလိုက်ဟိုဆောင်တင်ငယ်လှုပ်လိုက်နေ။ ခါရိုင်းမယူမရင်ကလေးလာတဲ့မကောက်ဆန်ကဒီလိုဆိုတော့ပြည်စုံနဲ့အလှဖြစ်သွားရှာတယ်။အမပါပါအာဟုမကောက်ဆန်ကသူ့ရင်ဘောက်ကိုပုတ်ပြပြီးအင်ချက်ပောင်းဝါကိုလင်ကြုံထိုးပြတယ်။ပြီးတော့လက်တစ်ဖက်နဲ့ငကက်ကိုကင်ပြပြီးကျန်တဲ့လက်နဲ့ဝိုင်းပတ်ပြတယ်။ဒေါ်ကြီးကတော့ဒီသမီးဘာကိုဆိုလိုမှန်းသိတယ်။မကောက်ဆန်ကရွာရဲကိုလည်ပြီး နော်ဆဲကလေးသွားကြအောင်မယ်ဆိုတော့ဒေါ်ကြီးကကြီးကြီးနက်နက်ကြီးခေါင်းကြီးပြလိုက်တယ်မကောက်ဆန်ကလည်းအိမ်ထဲကတရှူရူပြည့်ထွက်သွားတော့တာပဲသွားတော့တော့မှယူယူမဟုတ်ဘူးခြေတော့ကိုဟိုဘက်တချောင်းထောက်လိုက်ဒီဘက်တချောင်းထောက်လိုက်နဲ့ခုံစောခုံစောဖြစ်လို့ဒေါ်ကြီးကသမီးပြို့မကိုကြည့်ပြီးရီလိုက်ရတာများတော့အယူမအပေါ်မှာနောက်တရာဒီအတွက် ကျေတုံခင်တွေထွန်ကြထဲကြဆဲကြပြောကြလောက်ပြီးရောမှာတစ်ပတ်လောက်နားကြရတယ်ကျေတုံနေအမြင့်တွေပြီးဆိုရင်တော့ရေလောင်ပေါင်းတဲ့အလုပ်တွေလှန်ကြရပြီပေါ့တကယ်အလုံများမဲ့ခေါင်းကြီးချိန်မှာပဲဒေါ်ကြီးတယောက်တန်ဆူတော့တာပါပဲဖနှက်မပါဘာမပါနဲ့အမောင်ကြီးတဲ့ဖောက်ကနေစိုးဝင်သွားတဲ့တန်ချောင်းကြီးကဖွားရဲထုတ်ချင်းပေါလို့မတန်းဆူတော့ဖြက်ဖြက်ကိုလူးနေရတော့တာပါ ခြေပေါ်ရတဲ့ဆူးနဲ့ဝင်သွားရတဲ့တန်ချောင်းကိုနှုတ်ဝတ်နဲ့သူတော်မရှိသလားရွာရဲကကိုမာရင်ကမျက်စိစုံမိတ်ပြီးနှုတ်ပြလိုက်တော့သွေးတွေဆိုတာဒလဟောသွေးစင်ဖဖထကြီးရောအနာရှိတဲ့အဝတ်စုံနဲ့ပိတ်ပြီးဒေါ်ကြီးမှအော်ဟစ်နေရတော့တာပါ တရနေရနေတော့ခြေတော်ကြီးကမိတ်လိုက်ပြီးရောင်ခိုင်းလာပုံလိုက်များရွာဦးစရာတော်ကစပိန်စေးစရာကိုခေါ်ပြီးမိခိုက်စီထို့ဖို့လာပြောတယ် ကျွန်တော်တရားတဲ့တမီးလေးကိုတယောက်တည်းတော်ရလွတ်ရတာစိတ်မချရတာနေပဲတဲတုံကလေးငါးတောင်းလမ်းရောက်ရတော့တာပါပဲလမ်းရောက်ရတယ်ဆိုတာတဲတုံမပေါ်သေးခင်ပွဲစားရဖြစ်စေနဲ့ငွေကြိုယူပြီးတဲတုံပေါ်တာနဲ့ထိုးစရတာပါတဝက်ခေါကျိုးရှုံးနေဆိုပေမဲ့မရှိတဲ့တောသူတောင်သားများဒီလိုယူကြရတာကိုတော့ချင်းအလုံးမလိုက်နိုင်တော့မကောက်ဆန်တယောက်တည်း တဲ့တော့ခင်းနေစီတွားရတယ်မနဲ့စစောကြီးမှာရေနဲ့မင်းခွက်ကြီးထိုးပြီးတဏ္ဍာကားเจ้าပြင်ရှိပြင်စင်ဖီးလိုက်နေတဲ့သမီးကိုလှမ်းကြည့်ရင်ဒေါ်ကြီးတပင်းချမိတယ်ဘယ်စိတ်ကောင်းနိုင်မှမလဲခါတိုင်းတဏ္ဍာပိန်းချရိုက်နဲ့မကောက်စံခုတော့မျက်နှာချီတွေပြောင်းနေအောင်လိမ့်တတ်နေပြီနှာခမ်းတွေမြဲရဲနေအောင်ဆိုးတက်နေပြီเจ้าနေနှဲကလေးကလည်းတယဲယဲနေဆိုတော့တော်ရဲတောင်နေ မိုးမတော့ကြီးမနှိုးကလွတ်ရတာဒေါ်ကြီးစိတ်မချဖြစ်ရတယ်ခြေထောက်ဒဏ်ရာကလည်းကောင်းလို့ရရစိမ့်ပြီးတို့ကလေးနဲ့တလားကျော်လောက်ကူးရတယ်ဒဏ်ရာနည်းနည်းတတ်တာလာပြီဆိုတာနဲ့ဒေါ်ကြီးကျဲတုံကစင်ရတော့တာပါပဲခါတိုင်းမေမောင်ငယ်မှာဆိုးရတယ်မကောက်ဆန်ကမေလက်ကိုဆွဲပြီးမောင်ငယ်ခိုင်းတာမျိုးဖြစ်လာတယ်မကောက်ဆန်ကသူ့ရင်ဘက်ကိုပုတ်ပြအသက်ပြင်းပြင်းရှူပြလောက်ပြီး မောလို့တဲ့ထဏောင်းပင်အောင်တွားခွေနေတာမျိုးလဲတရမဟုတ်လုံးနေတော့ဒေါ်ကြီးစိတ်တဲ့တမျိုးပဲလို့အောင်းမိတ်သာ အလုတ်ပင်မန်းလို့နေရှာမှာပေါ့လေလို့ပြေတွေရတော့တာပေါ့နောက်ဆုံးတော့မကောက်စင်ရဲ့ဝေဒနာကိုဒေါ်ကြီးရိပ်မိသွားခဲ့တာပဲသူလဲငရေကကြီးလာခဲ့သူမဟုတ်လားမဖြစ်ကောင်းမဖြစ်ရများလားမောင်းလို့ပါဘူးလေလို့တွေးမိပါရဲ့ကောက်စံ ငါသမီးဘာဖြစ်လို့လဲမူးလို့လားဒေါ်ကြီးကနှထင်းကိုလက်ညိုးနဲ့ထောက်ပြပြီးမူးတလားလို့မေးတော့မကောက်ဆန်ကကောင်းကြီးပြတယ်ပြီးတော့ချုံဝဲကြီးချငိုတယ်ဒေါ်ကြီးသိလိုက်ပြီးလူကိစ္စလူတဘာဘာဖြစ်တက်ပြက်တက်တဲ့သဘောပဲမယ်အလွန်ရိုးရှင်းတဲ့ရွာကလေးမှာဒီကိစ္စကတိတ်ကိုကြီးလုံးနေပြီမဲ့ပြက်တနာနူရဝဲဆွဲရတဲ့အဖြစ်မျိုးမကောက်ဆန်ကတော့နဆဲကလေးကလှုပ်လို့ နှကန်းလေးတွေကလည်းပြဲလို့မှုံယုံနေတဲ့စင်ရဲတကောင်တွေတွေးခဲ့ပြီကောထမ်းမိကြီးနှစ်ပေတော့တမ်းမိကိုငုံကြည့်လို့မကောက်ဆန်ရဲ့မပုံမပါသတင်းကရွာထဲမှာဖြူးဝင်နေစရာမလိုပဲကျက်တုံမြောင်းထဲကရေလို့နေရအနှက်ရောက်သွားပြီမကောက်ဆန်မှုပေါ့တခြားလူကောင်ဆိုရင်တော့ဘာပြေသနာရှိမှလဲဘသူနဲ့ပါလို့ဖွင့်ပြောလိုက်အောင်ပေါ့မကောက်ဆန်ကတော့နားလည်းမကြား စကားလည်းမပြောတဲ့စာနဲ့ရေးပြဖို့ကလည်းစာမတက်နဲ့ဆိုတော့တရားခံကို ချက်ချင်းကြီးပဲသိနိုင်ပါမလဲဒါနဲ့ပဲရွရွလူကြီးဘာဘိုးဒီကသူ့အကြံရသလိုလုပ်ကြည့်ရင်တော့ဖြစ်နိုင်ကောင်းရဲ့လို့စဉ်းစားရတယ်။ကဲမာရင်ရွာရဲလက်အောင်စမ်းကွာ ရွာရဲရှိတဲ့ယောက်ျားမှန်သမျှခဏညငားရင်ဝိုင်းနေစုချာလို့မလာတဲ့ကောင်တရားခံပဲလို့ညရောက်တော့ဘာဘိုးဒီရဲ့ခြံဝန်းကြီးထဲမှာ အောင်လင်းတဲ့မကြီးထိုးမိလူစစ်မောင်တူတူထိုးလိုက်တော့ယောက်ျားတွေနေမကောက်ပါဘူးတရလုံးရှိသမျှမိန်းမတွေရောကလေးတွေရောအုံးလို့ဒါကတရခန်ရှားတဲ့ပွဲကိုဘသူလဲဘဲကောင်လဲငါယောက်ျားလားငါသားငါတူလားဒီလောက်ရက်စက်ရုံးမာတဲ့ကောင်ဟာဘသူများပါလဲတော်ချင်းနဲ့မကောက်ဆန်လို့တားမိလဲရောက်နေကြပြီ။ ဘာဘိုးရီကတော့ရွာလူကြီးပြီပြီရှင်းမျက်နှာနောက်ထားပြီပြောရတော့တာပါမျက်နှာလည်းမကောင်းရှာဘူးသူကိုယ်တိုင်ကသားသမီးတွေတစ်ချိန်နှစ်ယောက်လောက်ရှိသူကိုကိုင်းပြကျောက်ရွာသားတွေကိုလည်းမျက်နှာတော့ပူပါရဲ့နို့ပေမဲ့မပြောမပြီးမတီးမီဆိုသလိုပေါ့ကောက်ဆန်ဆိုတာကျောက်တို့သမီးကျောက်တို့နှမလေးမဟုတ်လားတတလုံးကမဲတော့မစွန်းခဲ့ကြတဲ့သားမီးခုလိုဖြစ်လာတော့ရွာလည်းမကောင်းဘူး ကြားလို့လည်းမကောင်းဘူးဒီတရခံမမိရင်နောက်သေးတဲ့အတင်ရဲတော့မေးရဲရွာကစောက်စောက်ကြရမယ်တဘောပါသူတကားလိုလဲပြည့်စုံတဲ့ဘုရားမဟုတ်ရှာရတဲ့ကြားတယ်စကားမပြောတဲ့နားမကြားနဲ့ဆိုတော့ဖြစ်လာမှာတော့ရင်ဆိုင်ကြရမှာပဲကိုင်းတရားတော်ဘောင်လည်းမလုပ်ပါဘူးတာဝန်ယူရင်ပြီးတော့ပါပဲဒါကျုပ်တက်ညာဆိုပြောတာပါစစ်လို့ပေါ်ရင်တော့တောင်းနှကြမယ်ကိစ္စနော် တာဝန်ရှိသူကလူဆန်ရပေမို့ကျုပ်လို့တာကိုလက်ခံရင်ပေါ့ဗျာဘာဘိုးတွေကဒီချက်ရှိရှိဝင်ဝင်ပြောမနေတော့ပါဘူးယောက်ျားတွေကိုဆေးအောင်လင်းတမီးအောင် လာရပြခိုင်းနေမကောက်ဆန်ကယောက်ျားတယောက်ချင်းစီကြည့်ပြီးလူရင်ရတာပါရွာတွေကယောက်ျားတယောက်မှမကြံ့ဘူးအသက်ငယ်ငယ်လူပြိုပေါက်ကနေအသက်80ထိပါတယ်မီးအောင်လာရပြရတဲ့သူတွေခမညမျက်နာတော့ဘလို့ထားရမှန် တိကြပါဘူးမကောက်ဆန်ကခေါင်းရင်ပြမှာပဲဟင်းကနဲ့တပြင်းကြပြီတစ်ဖက်ပြေခဲ့ရတာပါ မကောက်ဆန်ကတေးခါရှာနေတာကိုသိတယ်သူ့ဘက်ကတေးကြရတော့မယ်ဆိုတာလည်းသိတယ်မျက်ရည်တွေကြားကပဲအရှက်ကြောက်တွေကြားကပဲတေးခန်ကိုရွေးပြီးနေရရှာတယ်အာအိုးအိုးကောင်းမောင်ကြီးခအောင်ဆောင်းလာတယ်ကိုဘိုးတို့ရင်ဘက်ကို မကောက်ဆန်လက်ညိုးနဲ့ထောက်ထားလိုက်တော့တာပါ ကိုဖိုးတော့လက်ကိုဆွဲတဲ့ပြီဘာဘိုးရိရင်နဲ့ခေါ်လာတယ်ကျန်တဲ့သူတွေကိုပြန်လွတ်လိုက်တယ်မကောက်ဆိုင်ရဲ့ဘိုက်လက်တွေဟာကိုဖိုးတော့ပဲလို့အပြေပေါ်သွားပြီးနောက်ရွာရက်ကမကောက်ဆန်နဲ့ကိုဖိုးတော့ကိုအချင်းလင်များဖြစ်အတိမပြုတ်လိုက်ကြားရတော့တာပဲရှိသမျှနဲ့မင်္ဂလာဆောင်ကြရတယ်ကိုဖိုးတော့ဆိုတာက ကိုချင်းကိုချောင်ထန်းသမားနောက်တော့ဒေါ်ကြီးတို့အင်္ဂလိပ်မှာကိုဖိုးတော့ဟာအင်သားအဖြစ် လူတယောက်တိုးလာခဲ့တော့တာပဲ။ ဒါပေမဲ့လူသာတိုးတာမြစ်တာတိုးလာတာမဟုတ်ပြန်ဘူးစကားမပြောတတ်တဲ့အပြုတ်နုနုထုထုပေမဲ့မကောက်ဆန်ကတော့ရွာတလီ ကိုဖိုးတော့ကိုလင်သားရေလိုဖြစ်လာမှာတော့ကျင်နာရှာပါတယ်ကိုဖိုးတော့စားဖို့တောက်ဖို့ချက်ပြုတ်ကျွေးမွေးရှာတယ်ကိုဖိုးတော့ရေချိုးဖို့ရေငင်ပေးတယ်ကိုဖိုးတော့ညောင်းနေတဲ့တည်းနိမ့်နေပေးရှာတယ်ကိုဖိုးတော့ရဲ့လောက်ကခဝဲဝဲထတော်ရော်မှာထချိုင်နဲ့အလောက်ပါ ထန်းနဲ့တမပြောပါတော့မနဲ့လင်းရင်ထန်းလီတာခါကြထိုးပြီးထွက်သွားလိုက်တာညနေနေဝင်ရီတရောကြမှာထန်းရင်မူပြန်လာတတ်တယ်နေ့လယ်စာကိုထန်းရှင်ကကျွေးပြီမယ်ညစာကိုတော့မကောက်ဆန်တို့အိမ်မှာစားတယ်ခါတိုင်းသားမိနီယောင်ပဲပြုတ်ကလေးငပီစားပြားကလေးနဲ့ပြီးပြီမယ်ကိုဖိုးတို့ကမစားနိုင်လေတော့မကောက်ဆန်မှာတော်ပြန်ရင်စာရှာပွေပြီးချက်ရတဲ့အလုပ်ပိုးလာတာတော့ အဖတ်တင်သေးတယ်ကိုဘိုးတို့ကအပြူရသကောရည်လို့ကြည်ကျင်နာနာမရှိပဲအောင်လင်းတမီးအောင်တရားခံရှာယူခဲ့ရတာဆိုတော့စိတ်ကလည်းနာဝုံရတယ်ဒေါ်ကြီးကတော့တတလုံးကယူယူပေါပေါနေလာခဲ့တဲ့တမီးကလေးလင်းတော်ဝင်နေပိုလာရာမြင်ရတော့စိတ်မကောင်းဖြစ်မကောက်ဆန်မှာမပေါ်မပားချင်နဲ့ဆိုတော့တမီးလုံးရမယ်အလုတ်ကိုဒေါ်ကြီးကဝင်လုံးရတယ်မမြင်ရသေးတဲ့မြေးကလေး မျက်နှာရှည်သေးတော့ဘူးဒါပေမဲ့ကိုဖိုးတို့ကတော့မကောက်ဆန်ကို ရှည်တယ်တော့မအောင်မေ့ဘူးမိုးဟဲ့ရမ်းဟဲ့တယန်းဟဲ့နဲ့လို့တော့ဒေါ်ကြီးဝင်ပါရပြင်ရောဖိုးတို့ငါသမီးမစကားမပြောတတ်တာကလွှဲရင်ဘာပြစ်မှမရှိပါဘူးနေရင်လှုပ်เสียရလဲမလိုဘူးဟဲ့လူယုံမကောင်းကိုဖိုးတို့ကလူယုံမဆိုတဲ့စကားကိုတော်တော်နာကြည့်သွားတယ်ယုံမခဲ့သူပေမဲ့ယုံမရယ်ပြောရင်ဘယ်ကြိုက်ပါမလဲ ခမည်းသမီးတောင်းအောင်ကိုကျုပ်ကမပေါင်းချင်ပဲပေါင်းနေရတာကိုဗျနင်းဒီလိုမမယိုင်းနဲ့ရိုင်းတော့ခမည်းတို့ကဘယ်နဲ့လုံးချင်လို့ရောသမီးစောနဲ့ဒေါ်ကြီးဒေါ်သားထွက်ပြီးရှေးသမီးအားနဲ့ဝင်လုံးတော့တာပဲသူ့နှုံကိုဖြင်းကနေအရိုက်ခံလိုက်ရတော့ကိုဖိုးတို့ကဒေါ်ကြီးကိုတွန်းလှည့်ပြလိုက်တယ်သူ့ကြောင့်အရှက်ကြီးရှက်နေရရှာတဲ့မအေးကိုစော်ကားလာတော့လေမကောက်ဆန်တွေ့ရစူပတ်လာတော့တာပဲ ကိုဖိုးတော့ရဲ့လက်မောင်းကိုဝင်ပြီးခွေးစိုးတကောင်လုံးမလွတ်တဲ့ကြိုက်ဆွဲတယ်။အဲ့ဒီညကကိုဖိုးတော့နဲ့မကြီးတို့သားရံပစ်လိုက်တက်လိုက်ပိုးလိုက်ကြတာပပဆူလို့ရွာကလည်းစင်မကောင်းကြဘူးပေါ့ကိုဖိုးတော့ကသူ့ထန်းလီသားကိုယူပြီးထတော်ဘက်တွေတွေထွက်သွားတယ်။လက်မောင်းကအသားဆိုတာတကိုက်စာဟောက်ပတ်ကြီးနဲ့မနဲ့လေးတော့အိမ်မှာမကောက်ဆံမရှိတော့ဘူးရွာထဲမှာလည်းရှာလို့မရဘူး စ်တုံခင်းတွေပေါ်မှာလည်းမရှိဘူးမကောက်ဆန်ပြသားတဲ့တရင်က အစတော့စိတ်ဝင်စားစရာမရှိဘူးတနေ့ရရကိုထွက်တော်လောက်တာလို့ထင်ကြတာပါဇုံကဝေချိန်လောက်ရောက်တော့ရာကင်းဆက်နွားရီလွတ်တဲ့နွားချောင်းသားတယောက်ရွာထဲကိုဂမုရှုလို့ပြေးဝင်လာတယ်မြောက်ကုန်းကတရပင်ကြီးမှာ မကောက်ဆန်ကြိုးတက်လန့်ကြီးနဲ့တိတ်နေတယ်ဒီတရင်ကရွာထဲကိုကစုံဆိုင်ဝင်လာတော့တာပါပဲတော်ကြီးတယောက်လည်းညီကြီးဘောဘိုင်းကနေပြစ်လဲကျသွားတယ် ကိုဘိုးတို့ကတော့ထတော်တွေထဲမှာထရင်မူးနေလောက်ရောဘို့ရွာတဲကလူတွေအားလုံးပြောရေးဆရာမလို့ပဲတရက်ကုန်းမှာစူပီးသားဖြစ်သွားတော့တယ်မကောက်ဆန်ကတော့တရက်ရိုင်းပင်ကြီးမှာကြိုတလန့်နဲ့လူတွေကိုနှုတ်ဆက်သလိုပါပဲခလန်လန့်ကဓမ်းမင်းကြီးနှပင်ကတော့လူတွေကိုငုတ်ကြည့်လို့တီအပြည့်ပြည့်တွေကဆလင်းကားနဲ့တောင်ကြာခဲ့ပါပြီလေပင်ကြိုးခွင်းစုပ်ပြီး တရက်ပင်ပေါ်ကခုံချတည်သွားတဲ့မကောက်ဆိုင်ရဲ့အလောင်းကိုကျုပ်ဖြတ်ပေးမဲ့သူတော်မနဲ့ရှာကြရတယ်။ဒါမျိုးကအထုံပါတတ်တယ်လို့အယူရှိကြတာကို။နောက်ကိုရကိုမြေမှာမြောက်ရင်လဲရွာခိုက်တတ်တယ်လို့အစွမ်းရှိကြတော့မကောက်ဆိုင်ရဲ့အလောင်းကို ရွာနဲ့တမျောတစ်ခေါကြီးဝေးတဲ့ချောင်းရင်းကလေးကြော်ပြီးတကြိုကြရတယ်။ဘာဘိုးတွေကရွာကထိုင်းသမားတွေကိုမူအောင်တိုက်ပြီးတကြိုခိုင်းလိုက်တာနဲ့ ကိစ္စပြီးတော့ရတော့တာပဲမပြီးပဲကျန်နေရတဲ့ကိစ္စကတော့ဒီတရက်ပင်ရိုင်းကြီးအတီးအသွားတဲ့ဖြစ်ပြပါတီးရင်ကတရက်ပင်ရိုင်းဆိုပေမဲ့အတီးတော့တီးသေးတယ်အကင်းဘွားကလေးကလေချွေလို့ငှက်စာစော်လို့ကုံနာမျိုးတော့ရှိရဲ့ခုတော့တရက်ပင်ရိုင်းကြီးကတီးကိုမတီးတော့တာတော်တဲ့တောင်နဲ့အလေးချပေါက်နေတယ်ပိုင်ရှင်မဲ့အရိုင်းမင်းကြီးပေမဲ့တီးချိန်တန်သည်ပွင့်ချိန်နဲ့ပွင့်ရကား အခုလုံမသိတော့ဘူးဆိုတာကလေလူတွေအတွက်ဇလန်းဖြစ်လာပြန်နေမကောက်စဲအတမဲခန္ဓာကိုယ်ကြီးကရေကူးချောင်းများရောက်သွားပြီမေဝိညာဉ်ကတရက်ပင်ရိုင်းကြီးမှာကကြံခဲ့တယ်လို့လို့ပြောကြတယ်အဲ့ဒါကောက်စာမကြွလို့တဲ့ကိုဝင်ကြီးနဲ့အစိမ့်တယ်ဆိုတော့မကောင်းတော့မကောင်းတာဖြစ်သွားချာထင်မှရဲ့တရက်ပင်ကအသီးသူဆဆပြစ်တာနေမှာပေါ့သူကျွတ်မှပဲတရက်သီးကသီးမှာ အမလီမကောက်စံတည့်ရပင်ကြီးနာရောင်းလို့မှမတော်ကြနိုင်တော့ရွာကဒီလိုပြောကြဆိုကြလေတော့အမေကြီးတယောက်တမိရှိတဲ့တည့်ရပင်ကိုဝမပြတ်သွားပြီးအစာကျွေးရတယ်ဖယားစာတရားစာယူပြီး အမြတ်တမ်းမြန်ဝေရတယ်နေ့စဉ်နေ့တိုင်းတည့်ရပင်ကအသေးသေးပြီလားလို့မမေမကမျက်လုံးနေနဲ့မမော်ကြည့်ရတယ်နေ့တွေသာကြာရောတည့်ရသည်မသိပါဘူးဒါပေမဲ့တည့်ရပင်ကြီးကတော့ မကောက်စင်တည့်ရပဲလို့နမရသွားတော့တာပဲဟောလက်စဲချင်းကလေးဆွဲပြီးပြန်မေလောက်တော့အမေကြီးရဲ့မျိုးလုံးတွေကတည့်ရပင်ခိုင်းတခိုင်းစီရောက်သွားတယ်တည့်ရကင်းကလေးတွေတွေးလိုက်မိလေသလားလို့မျိုးလုံးကိုပုတ်တက်ကြည့်မိတယ်ဟောပါကောတည်ခြင်းကတည်ကြည့်တွေပါတည်ကြပါရဲ့အမေကြီးမျိုးလုံးတွေမမလောက်ဘူးထင်ပါရဲ့မကောက်စင်ကျိုးဆဲချသေးသွားတဲ့ခိုင်းမှာတည့်ရသေးကလေး ုံးလေးလုံးတွဲလဲခုလို့အချိန်မောကမို့တီးနေတယ်အတီသေးကလေးကိုအမေကြီးမျက်လုံးကကပူကြည့်ရင်ဝမ်းသာလုံးလုံးငိုတော့တာပဲကောက်ဆန်ကျွတ်ပြီမကောက်ဆန်တရေပင်ကြီးကတရေခင်းနေတွေးပြီဆိုတာကလည်းတရင်ဖျားတော့တာပေါ့ရွာကလည်းကောက်ဆန်ကလေးကျွတ်ရှာပြီရဲ့လို့ဝမ်းသာရှာကြတယ်ဒီသက်ဝမ်းသာစရာကောင်းတာကမကောက်ဆန်တေကလေးကပျောက်သွားတဲ့ကိုဖိုးတို့တယောက် ရွာပြင်ရောက်လာတာပါ မကောက်စံတို့တရက်ပင်ကြီးနဲ့တိမ်မဝေးတဲ့အမေကြီးတို့စစ်တုံကင်းကလေးထဲမှာလေရီပါရီများထွန်လိုက်လို့မောတော့လေတရက်ပင်ကြီးရောက်လာအဲ့လို့ထန်းသမဘွားကို သူဆွလွန်လိုက်ပြီ မကောက်စံတရက်ပင်ကြီးတီတော်မှ လူတွေက နာကြခိုကြလဲရီချွတ်ကြနွားရီလန်ကြနွားเจ้าသားတွေအိတ်ကြဒေါ်ကြီးကတမက်ရှိရာရာရဲကို ။ထမင်းလာဖို့တော့ထမင်းကြီးတွေကငုံကြည့်ကြလို့မကောက်ဆန်ကျွတ်သွားကြပြီဆိုပေမဲ့မကောက်ဆန်ရဲ့နမည်ကတော့တရက်ပင်ကြီးနဲ့တွဲပြီးကြံရဲခဲလေရဲ့လူတွေပါစက်သေးဆွဲသွားပြီဆိုတော့လေပြောက်ပြတ်သွားဖို့ကလည်းအခက်တာမဟုတ်လား။နားစင်ကစားပေးတဲ့တူတယောက်ချင်းစီကိုကျေးဇူးများရေးတင်ပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေရှင်။